မင်္ဂလာပါရှင်၂025ခုနှစ်နိုဝင်ဘာလပထမဆယ်ရက်ပတ်အတွက်မိုးလေဝသနဲ့ဇလားဗီဒါခမှန်းချက်များကို နေပြီးတော့မိုးလေဝသနဲ့ဇလားဗီဒါညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်မင်္ဂလာပင်လေရောအခြေအနေမှာကပလီပင်လေပင်နဲ့မင်္ဂလာပင်လေရောတို့မှာလေပြင်းရနဲ့ရောင်းဝတ်တဲ့ချိန်ဖြစ်ပေါ်နိုင်ပြီးပုံမူအားကောင်းလာကမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါတယ်ကပလီပင်လေပင်နဲ့မင်္ဂလာပင်လေရောတို့မှာတည့်ရတဲ့အတင်းမှာတိမ်ထူထနိုင်ပါတယ် ဝန်ရသူမှုအခြေအနေခံမှန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာရွာသွန်းမြက်ခန့်နဲ့ကျန်းတိုင်းဒေသကြီးနယ်ပြည်နယ်များမှာရွာသွန်းမြက်ထပ်ပေါ်နိုင်ပြီးမိုးထစ်ချုံရွာနိုင်ပါတယ်။မိုးရွာရံများအနေနဲ့ကလည်းချင်းပြည်နယ်ရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရော်ဒီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ9ရက်မှ9ရက်ခန့်နဲ့ကျန်းတိုင်းဒေသကြီးနယ်ပြည်နယ်များမှာ၄ရက်မှ၆ရက်ခန့်မိုးထစ်ချုံရွာနိုင်ပါတယ်။ ညအပူချင်းအခြေအနေများမှာစကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းနယ်ကယားပြည်နယ်တို့မှာနိုဝင်ဘာလပုံမှန်အပူချင်းရဲ့၁ .5 ၅ °C နဲ့အထက်ပိုနိုင်ပြီးကြမ်းတိုင်းဒေသကြီးနယ်ပြည်နယ်များမှာနိုဝင်ဘာလရဲ့ပုံမှန်အပူချင်းခန့်သာရှိနိုင်ပါတယ်။မြူအခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ် ရှမ်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ၄ရက်မှ၆ရက်ခန့်နဲ့ကျန်းတိုင်းဒေသကြီးနယ်ပြည်နယ်များမှာတစ်ရက်မှ၃ရက်ခန့်နံနက်ပိုင်းမှာမြို့သူများစိုင်းနိုင်ပါတယ်။ညရဲ့အခြေအနေခံမှန်းချက်များအနေနဲ့ကတော့2025ခုနှစ်နိုဝင်ဘာလပထမဆယ်ရက်ပတ်အတွင်းအေယာဝတီမြို့ဟောင်းမြကြီးနားမြို့ဗမော်မြို့ရွှေကူမြို့ကတာမြို့တပိတ်ချင်းမြို့မန္တလေးမြို့စကိုင်းမြို့နဲ့မြင်းမှုမြို့တို့မှာတပေမှာ၃ပေခန့်လက်ရှိရေမများအထက်မြင့်တက်လာနိုင်ပြီးပခုတ်ကူမြို့ညာဦးမြို့ချောင်းမြို့ မင်းဘူးမျိုးမကွေးမျိုးအောင်လံမျိုးပြည်မျိုးစိတ်သားမျိုးဟင်္သာမျိုးနဲ့ဇလုံမျိုးတို့မှာနှစ်ပေမှာလေးပေခွဲခန်းလက်ရှိရေမှများအောင်ကြဆင်လာနိုင်ပါတယ်ချင်းရင်းမြည်ရေဟာလည်းခန်းနီးမျိုးဟုံမလင်းမျိုးဖောင်းပြင်းမျိုးမော်လိုင်းမျိုးနဲ့ကလေးဝါမျိုးတို့မှာတစ်ပေမှာနှစ်ပေခွဲခန်းလက်ရှိရေမှများအထက်မြင့်တက်လာနိုင်ပြီမင်းကင်းမျိုးကဏီမျိုးနဲ့မုံရမျိုးတို့မှာတစ်ပေမှာတစ်ပေခွဲခန်းလက်ရှိရေမှများအောင်ကြဆင်လာနိုင်ပါတယ် ြည်သားမြေကြီးဟာကလေးမြို့မှာနှပေခန်းဒေါထဝတီမြေကြီးဟာတီဘောမြို့ရွှေစာရံနဲ့မြင့်ငယ်မြို့တို့မှာတပေခန်းစီစစ်တောင်းမြေကြီးဟာတောင်ငူမြို့မှာတပေခန်းရွှေချင်းမြေကြီးဟာရွှေချင်းမြို့မှာပေဝက်ခန်းဘကိုးမြေဟာစောင်းတူမြို့မှာပေဝက်ခန့်နဲ့ဘကိုးမြို့မှာနှစ်ပေခွဲခန့်တန်ရွင်မြေဟာဖက်အံမြို့မှာပေဝက်ခန့်တောင်ရင်မြေဟာမြဝတီမြို့မှာပေဝက်ခန့်ငုံဝမြေဟာပသိမ်မြို့မှာပေဝက်ခန့်တိုးမြေဟာမအူပင်မြို့မှာတပေခန့် ဘီလင်းမြေဟာဘီလင်းမြို့မှာဘေဝက်ခံလက်ရှိရေမန်းများအထက်အမြင့်တက်လာနိုင်ပြီးစစ်တောင်မြေဟာမားထောင်မြို့မှာဘေဝက်ခံနဲ့ငဝုံမြေဟာငတိုင်းချောင်းမြို့နဲ့တာပေါင်းမြို့တို့မှာတပေမှာသုံးမေခံလက်ရှိရေမန်းများအားကြာဆင်းလာနိုင်ပါတယ်။